မလန်နဲ့ကတော့မွေးနေပဲအကြပါအောင်အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကတော့ဒီနေ့ဘာစားမှလဲဆိုရင်ဒီမှာမှားထားရပေါ့နော်ဒါဘယ်ရမှားထားလဲဆိုတော့အဲ TikTok show ကနေမှားထားဆိုတော့ဘာမှားထားလဲဆိုတော့ဒီမှာပြပါမယ်သူ့ရဲ့ညုံ packaging ကအရင်မိုက်တာပဲလေဖောင်းအိတ်လေးနဲ့ရေညှိခောက်ဆွဲအဲ့ဒါသုံးခုမှားထားတာပါသူ့ packaging မိုက်တယ် သူကဘလောက်ပေးရလဲဆိုတော့တဘူးကိုသူက60နဲ့6ဘက်ပေးရတယ်။အဲ၃ဘူးပဲလို့ရှိရင်တော့သူကဟွာပေါ့အဲ64ဘက်နဲ့ရတာပေါ့နော်။ Sea weed noodle ပေါ့နော်။ Ready to eat တခါရဲ့တန်းစားရုံပဲ။ No need to boil ပေါ့နော်။တော့ဟိုပြုတ်စရာပါညာမလိုဘူး။အဲ gluten free ပေါ့နော်။ Gluten free ဆိုတာဂျုံနဲ့လုပ်ထားတာမဟုတ်ဘူး။ဂျုံလုံးဝမပါဘူး။ဆိုတော့ Sea weed လုံးဝတည်တံ့ပေါ့နော်။ဒီ audio မှာသူအထုတ်နဲ့ ထဲထဲမှာသူကရေလေးနေပါရေလေးပါတယ် TikTok ကလူတွေစားတာတော့သူကဟိုကလေရေတွေထုတ်ပြီးတော့မှအနှစ်နဲ့ရောစားတာပေါ့နော်ဘူးလေးနဲ့လည်းစားလို့ရတယ် plus ကတော့ဟိုဘလောက်ပိုးရှင်းပါလဲဆိုတော့တစ်ချက်ကြည့်ရှင်လို့ပကံနဲ့စားမယ်ပေါ့နော်ဟာလာဒီစိတ်ပါပြီးသားဆိုတော့လူမျိုးပါတာမျိုးစားလို့ရတယ်ပေါ့နော်ခရီးလေးလည်းပါသေးတယ် spicy လို့တော့ပြောတယ်ဆိုတော့ mala sauce လေးတော့ mala sauce လို့ဒီမှာရေးထားရပေါ့နော်ဒီမှာရေတဲပါတော့ရေတွေဖယ်ထုတ်ရအောင် ခောက်ဆွဲပိုးရှင်းရတော့ပုံမှန်ခောက်ဆွဲအထောက်လောက်ပဲပါတာပါတပူးအရင်စမ်းစားကြည့်မယ်ပေါ့နော်လာဇာဒါတို့ Shopee တို့မှာတစ်ချက်ကြည့်ရတော့လေမတွေ့ဘူးဒီလား TikTok မှာပဲတွေ့ရမလာနိစော့လေးနဲ့နေမယ်မလာနဲ့ကတော့မွေးနေပဲဆက်ကြပါဦးဝါးကြရအောင်မလို့ ပါစတဲ့ကိုရှော့ခနဲပဲမလာရတာတော့ကောင်းတယ်နောက်တစ်ခုကခောက်ဆွဲသားလုံးဝ gluten free ဆိုတဲ့အတိုင်းမလုံးဝဂျုံမပါဘူးပေါ့နော်စားလို့ကောင်းလားလို့ပြောလို့ရှင်တော့စားလို့ကောင်းတဲ့နေရာမှာတော့ပါရဲ့ပြီးမလာကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့အဆင်ပြေလောက်တယ်မလာနဲ့လည်းအရန်အထုံအများကြီးလည်းမဟုတ်ဘူးဒါပေမဲ့သူကနည်းနည်းတော့စက်တယ် ကိုကခောက်ဆွဲကြိုက်တဲ့သူဆိုရလေခောက်ဆွဲမြင်မနေနိုင်ဘယ်ခောက်ဆွဲလက်လာစားဟောမကောတော်ဆက်တယ်ဟာတပူနေတော့မဝအောင်ဒါလေးကတော့လက်က စားခြင်းနေရာလဲပါတယ်အားလုံးလဲစားစေခြင်းလို့ပေါ့နော်ဒါလော့လေးရိုက်လိုက်တာပါဆိုတော့မှာမယ်ဆိုရင်တော့ तू ကလေ TikTok Shop ਆ ပဲရတာဆိုတော့ TikTok ဒီထိုင်းလို location နဲ့ဆိုရင်တော့ TikTok Shop ကနေမှာလို့ရရပေါ့နော်အနည်းတွေကပုံနေတယ်ဒီနှစ်ကလေနောက်တစ်ပူးစားမယ်ဆိုရင်တော့စားလို့ရသေးတယ်တကယ်လို့ကိုကအိမ်မှာရှိတဲ့ကောက်ဆွေးနဲ့စားမယ်ဆိုရင်တော့စားလို့ရရပေါ့နော် ်ထိုင်းဖုတ်ဘလော့ကာကြီးကြားမှာဆိုရင်သူတို့တော်တော်များများစားနေကြတိတော့မှကြည့်လိုက်လို့ရှင်ဒါတွေပဲစားနေရတဲ့အန်နယ်ပလက်ဆက်စားခြင်းလုံးလုံးလှမ်းပြီးတော့ဒီတော့ short အနေနဲ့မှားလိုက်တာပေါ့နော်ကိုရီးယားနိုင်ငံထုတ်လေးပဲပေါ့နော်ဆိုတော့အားလုံးပဲဘလော့လေးကတော့ဒါပလက်ဆက်စားခြင်းလုံးလုံးပြန်ပြီးတော့ရိုက်ပြလိုက်တာပါဆိုတော့အားလုံးလည်းဘလော့လေးကိုစောင့်ကြည့်ကြည့်ကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ပြီးမှပြန်တိပါမယ်ညအားလုံးတက်တာပါ